မိတ်ဆွေကဘဝမှာသူများအတွက်ပဲစဉ်းစားပေးပြီးကိုယ့်အတွက်ကိုမင်းနေတတ်တဲ့သူဆိုရင်ဒီဗီဒီယိုလေးကမိတ်ဆွေအတွက်ဖြစ်ပါလိမ့်မယ်သူများကိုတိတ်ပြီးမတနာနဲ့နောက်ဆုံးတနာစရာအကောင်းဆုံးသူကကိုဖြစ်နေတတ်တဲ့ဘလမှာအပင်ပန်းဆုံးအလုတ်ကမျောလင်းချက်နဲ့အသက်ရှင်ရတာကအပင်ပန်းဆုံးပဲမျောလင်းချက်တွေကိုထင်တယ်လို့ဖြစ်မလာတဲ့အခါဆက်တွေ့နေတာလဲဖျက်ရမယ်ဖက်တွေ့နေတာလဲရဲရမယ်အတွေးလွန်တာတွေလဲရှော့ရမယ်အာနာတက်တဲ့စိတ်ကိုလဲရှော့ရမယ်ဒါမှပဲအေးအေးချမ်းချမ်းနဲ့ ဘဝကိုရှေ့ဆက်ရှင်တန်နိုင်မှာပဲဖြစ်ပါတယ်။ဒီလိုမှမဟုတ်ရင်သူများစိတ်နဲ့အသက်ရှင်တန်နေရတာနဲ့အတူတူပါပဲသူတို့အတွက်သူတို့အတွက်နဲ့ကိုယ်အတွက်ကိုယ်တောင်မင်းနေရတဲ့အခိုက်အတန့်အချိန်တွေရှိတယ်။သူတို့အဆင်ပြေပါစေဆိုပြီးကိုယ်အဆင်မပြေတာတွေကိုမေ့ပြီးကိုယ့်ကိုယ်ကိုနှစ်သိမ့်ဖို့မင်းနေတတ်တယ်။တခါတလေလမ်းပြောက်တယ်လို့နဲ့စိတ်ထဲဝမ်းနေတယ်လို့အထီးကျန်ဆန်တယ်လို့လို့နဲ့ဘသူကိုပြောပြလို့ပြောပြရမှမသိအောင်မွမ်းချက်ဖူးလိုက်မယ်။ဒါတွေအားလုံးကသူများအတွက်သူတို့အတွက်ဆိုပြီးကိုယ့်အတွက်ကိုမင်းနေတဲ့နောက်ဆက်တွဲ ခြေရက်တွေပါပဲဒါကြောင့်ဘလမာကိုမရှိရင်မဖြစ်ဘူးလို့မတွေးနဲ့ကိုကိုအားကိုလုံးပြီးသူတို့ကိုယ်တိုင်မရက်တီနိုင်တဲ့အခါတိတက်လုံးနဲ့ကိုကဝန်ပိုးပြီးတယ်မိသားစုတစ်ခုမှဖြစ်ဖြစ်လုပ်ငန်းခွင်လူမှုအဖွဲ့အစည်းစတဲ့အားလုံးမှာအလိုက်တိတက်လုံးသူတာဝန်တိတက်လုံးသူကပုံပင်ပန်းရတယ်ဒါပေမဲ့ပင်ပန်းခံထားရတဲ့လောက်ပြန်ရတဲ့အရာအားလုံးကမထိုက်တန်ဘူးဆိုပြီးစီပင်ပန်းမခံပါနဲ့လောကမှာကျမဘလောက်ထိတော်ပါတယ်တက်ပါတယ်ကောင်းပါတယ်ပြောပြောကနန်းလိုလူတွေရှိနေသေးရော အေးတော့ကိုရဲ့လောက်ရတိုင်းကအတိအမှတ်ပြုခံရဖို့မပြောနဲ့အောက်ဆုံးထိဆွဲချမခံရရင်တောင်ကန်ကောင်းပါတယ်ဒါကြောင့်ဘာကိုပဲလှုပ်လှုပ်မျောလင်းချက်မထားနဲ့ကိုတက်နိုင်တလောက်လှုပ်ပေးခဲ့တဲ့အပေါ်ဂျင်းနဲ့ပါကိုကိုကိုချစ်ပါကိုမရှိလဲအရာအားလုံးကသူ့ဟာသူလဲပတ်နေအောင်မှာပါကိုကိုကိုပဲအားကိုပါအနားမှာပဲသူကမှအမြဲတမ်းရှိမယ်လို့မသေးချတဲ့အတွက်ဘသူမှမရှိလဲတယောက်တည်းရှင်သန်နိုင်အောင်ကြိုးစားပါ ကျွန်မဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်ကျွန်မရဲ့ဗီဒီယိုလေးကို follow နဲ့ share လေးလုပ်သွားပေးဖို့တောင်းဆိုလိုက်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။